စာကောင်းပင်မုံကို ချစ်မြတ်လို့ကြသောပရိသတ်ကြီးအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စာဖတ်သူမင်းလွင် ဖြစ်ပါတယ်အခုတင်ဆက်ပေးမှာကတော့ဒေါက်တာ AMP ကအိန္ဒိယတရားဝန်ကြီးချုပ်ခေါင်းကမေး၍ဘိက္ခုအရိယဓမ္မ BA ကဖြေကြားသောဗုဒ္ဓဝါဒပြဿနာများစာအုပ်ဖြစ်ပါတယ်မေဂွန်နံပါတ်1 ရှိရှိသမျှသောတတ္တဝါအလုံးသည်အနတ္တတ္တဘောကြီးဖြစ်ခဲ့လျင်မိတိတရားသည်ဇာတိပရိဒေတဖန်ပြန်၍နေပါသည်။အကယ်၍ဝိညာဉ်မရှိခဲ့လျင်ဇာတိပရိဒေသည်အပေနည်းဖြင့်တဖန်ပြန်၍နေပါသည်။ဘုရား၏ဝါဒအရဇာတိပရိဒေတဖန်ပြန်နေခြင်းသဘောကို အနတ္တသို့မဟုတ်ဝိညာဉ်မဲ့တရားသဘောဒေသနာနှင့်အညီရှင်းလင်းဟောကြားတော်မူပါဗျာ။ ဆရာတော်အရှင်အရိယဓမ္မဤဖြေကြားချက်မှာဗုဒ္ဓဝါဒအရာဇာတိပရိသေတဖန်ပြန်နေခြင်းသဘောဟာအလွန်နဲ့နေတယ်ရှင်းလင်းပြဖို့ရလဲခက်ခဲတယ်နားလေသဘောပေါက်ဖို့လဲခဲရင်းလှတယ်ဟိန္ဒူဝါဒဝိညာဉ်ကူးပြောင်းတယ်ဆိုတဲ့သဘောနဲ့လဲလုံးလုံးမတူဘူးဒါကြောင့်တကားကြီးမှန်တစ်ချက်ကို ယူလာနိုင်ရင်တော့မှန်တယ်မှာအရေးထင်လာတဲ့လူကို ယုတ်တရက်ဇာတိပရိသတိတစ်တဖန်ပြန်လာတဲ့လူဖြစ်နေလက်တွေ့ဥပမာပြပြီးတော့ရှင်းပြနိုင်ပါလိမ့်မယ်ဒေါက်တာမှာအလွန်အံ့ဩသွားပြီးအသက်ရှင်လျက်ရှိနေသူတယောက်ကိုဇာတိပရိသတိတဖန်ပြန်ပြီးနေအောင်လုပ်နိုင်ပါမလားဆရာတော်ဆရာတော်ကဘုရားရဲ့ရှုတော်မှနေပြီးဒီလိုအသက်ရှင်နေတဲ့လူဟာဇာတိပရိသတိတဖန်ပြန်နေလို့ဖြစ်နိုင်တယ်လို့ပြောရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ဒီအခုတွေ့မြင်နေရတဲ့တခါကြီးတို့ဦးဇင်းတို့ရဲ့ရုပ်သံတန်းတွေမှာအသွေးအသားအယိုးအကျောဆိုတဲ့ရုပ်ကလပ်တွေဟာမျက်စိတမိတ်လျက်တပြတ်အတွင်းမှာပင်ချုပ်ငိမ့်ပြတ်သုံးနေကြလိုပဲဒီသဘောကိုယခုသိပ္ပံခေသိပ္ပံပညာကလည်းဟုတ်မှန်ကြောင်းဝန်ခံထားပြီးပြီပဲသူနဲ့မှန်ယူလာသောအခါဆရာတော်ကတခါကြီးကခေါ်ပြီး ကဲတကားကြီးမှန်ရှိမှခဏရက်ပါဦးပြီးတော့မှန်တဲ့ကလူတဲ့ပတ်သက်တဲ့မိကုန်းတွေကိုလည်းတတိထားပြီးဖြေပါဦးကဲတကားကြီးမှန်နေမှာဘသူကိုမြင်တယ်လဲတကားကြီးကမှန်တဲ့ကလူဟာတပည့်တော်ပါပဲဖေဟာတခြားသူမဟုတ်ပါဘူးဆရာတော်ကကဲဒါဖြစ်ရင်မှန်တဲ့ကလူနဲ့တကားကြီးဟာ နှစ်ယောက်လားတယောက်တည်းလားတကကြီးကခိတ္တစဉ်းစားပြီးနောက်မန်တဲ့ကလူနဲ့တပည့်တော်ဟာတယောက်တည်းပါပဲဆရာတော်ဒီလူပါပဲတခြားလူမဟုတ်ပါဘူးဆရာတော်ကဲဒါဖြစ်ရင်မန်တဲ့ကလူကဘယ်ဘက်ကိုမျက်နှာလှည့်ပြီးတကကြီးကဘယ်ဘက်ကိုမျက်နှာလှည့်နေတော့တကကြီးကတပည့်တော်ကအရှိဘက်ကိုမျက်နှာလှည့်ပါတယ်မန်တဲ့ကလူကအနောက်ဘက်ကိုမျက်နှာလှည့်ပါတယ်ဆရာတော်ဆရာတော်က တကကြီးကအရှိဘက်ကို မျက်နှာမူနေပြီးမှန်တဲ့ကလူကအနောက်ဘက်ကိုမျက်နှာမူနေလို့ရှိရင်တကကြီးနဲ့အဲ့ဒီမှန်တဲ့ကလူဟာတယောက်တည်းတူတည်းပဲလို့ဘယ်နဲ့လှုပ်ပြီးတကကြီးပြောနိုင်တာလဲတကကြီးအနေငယ်အကြံအိုက်သွားပြီးတပည့်တော်အဖြေကိုပြင်မဲ့ပြင်ဖြေပြရသည်ဆရာတော်ဖြေနိုင်ပါတယ်မှန်တဲ့ကလူဟာတပည့်တော်မဟုတ်ပါဘူးတပည့်တော်ရဲ့အရေးပါဆရာတော် မှန်တဲ့ကလူကတကားကြီးတော့မဟုတ်ဘူးဒါပေမဲ့တကားကြီးရဲ့အရေးပဲလို့ဆိုရင်အဲ့ဒီအရေးကတကားကြီးလို့သမ ्या ကိုလိုက်လုံနိုင်မှာပေါ့ဟုတ်ရဲ့လားတကားကြီးမှန်ပါတယ်ဆရာတော်ဒီလိုတကားကြီးရဲ့အရေးမို့လို့တကားကြီးလို့သမ ्या အကုန်လုံးလိုက်ပြီးလုံနေတယ်ဆို ဆိုရင်တကားကြီးရဲ့အရေးထင်မှုပဲဖြစ်တဲ့တနည်းအားဖြင့်တကားကြီးရဲ့အရေးပဲဖြစ်တဲ့ဓာတ်ပုံချွေမှာတကားကြီးကလက်ကိုမြှောက်လိုက်ရင်တကားကြီးဓာတ်ပုံကလည်းလက်ကိုလိုက်ပြီးမြှောက်ပါမလား အရေးထင်ထားတဲ့ဓာတ်ပုံကတော့တပည့်တော်လုတ်တလို့လိုက်လုံးမှမဟုတ်ပါဘူးဆရာတော်ဒီလိုဆိုရင်လူတယောက်ရဲ့အရေးကအဲ့ဒီလူလုတ်သမျှလိုက်ပြီးလုတ်တယ်ဆိုတော့ဒကာကြီးရဲ့စကားဟာမှန်မှန်တော့ဘူးပေါ့မမှန်ပါဘူးဆရာတော်ကဲဒကာကြီးမှန်ရှိမှခိတ္တမတ်တက်ရပါဦးကဲဒကာကြီးရဲ့ညာဘက်လက်ကိုမြှောက်ပြီးပြန်ချလိုက်ပါဦးကဲဒကာကြီးလုတ်တလို့မှန်နေကလူကလုတ်သလား လောက်ပါတယ်ဆရာတော်ကဲဒီလိုမှန်တဲ့ကလူဟာတခါကြီးလှုပ်တယ်လို့လိုက်လှုပ်လို့ရှိရင်မှန်တဲ့ကလူဟာဓာတ်ပုံတဲ့ကလူကိုတခါကြီးရဲ့အရေးပါပဲတခါကြီးကမဟုတ်ပါဘူးလို့ညင်းနိုင်ပါမလားတခါကြီးကညင်းနေမယ်ဆိုရင်ပြိတ္တထဲကလူတယောက်ကို ခေါ်ပြီးမေးရအောင်ပါလားခေါ်ဖို့မလိုတော့ပါဘူးဆရာတော်မှန်တဲ့ကလူဟာတပည့်တော်ပါပဲလို့တပည့်တော်ရဲ့အဖြေကို ပြန်ပြင်ဖြေပြရသည်ဆရာတော် ကဲဥပဒင်းပြခဲ့တဲ့အကြောင်းချက်တွေအရမှန်တဲ့ကလူဟာတခြားလူမဟုတ်ပဲတကာကြီးပါပဲလို့ဆိုရင်တကာကြီးကိုဥပဒင်းတစ်မျိုးမေးရအောင်မယ်တကယ်လို့မှန်ကိုဥပဒင်းကတူနဲ့ထူပြီးခွဲလိုက်ရင်မှန်တဲ့ကလူဟာတခါတည်းပျောက်ကွယ်သွားလိမ့်မယ်အဲဒီလိုပျောက်ကွယ်သွားရင်တခါကြီးကတခါတည်းပျောက်ကွယ်သွားမှာလားတပည့်တော်ကတော့ဘယ်ပျောက်ကွယ်သွားပါမလဲဆရာတော်ဒီလိုမှန်တဲ့ကလူပျောက်ကွယ်သွားပါလျက် ။ဒကာကြီးကပြောက်ကွယ်မသွားဘူးဆိုဆိုရင်ဒကာကြီးနဲ့မှန်တဲ့ကလူဟာတယောက်တည်းမဟုတ်တော့ဘူး။တခြားစီပေါ့။တခြားစီလည်းမဟုတ်ပါဘူးဆရာတော်။တပည့်တော်တော့ဆရာတော်ရဲ့မိခွန်းတွေကို ဖြေကိုမဖြေတတ်တော့ပါဘူးဆရာတော်။ဆရာတော်ကသာဇာတိပရိသေတဖန်ပြန်နေခြင်းဆိုတဲ့သဘောကိုပို၍ထင်ထင်ရှားရှားသိမြင်နားလည်အောင်ရှင်းပြပါတော့။မန်ထဲမှာလာထင်းတဲ့အရေးဟာ ုဒ္ဓအလူတော်ကြောင့်ဇာတိပရိသေတဖန်ပြန်နေတဲ့သဘောနဲ့တထက်သေးပဲဒေဒူပါဒအယဝိညာဉ်ကူးပြောင်းတဲ့သဘောနဲ့လုံးဝမတူဘူးဆိုတာကိုလည်းထင်ရှားစေတယ်မန်နေကအရေးဟာဇာတိပရိသေတဖန်ပြန်နေသူသည်ကွယ်လွန်စုတည်သူလည်းမဟုတ်သို့သောတခြားသူလည်းမဟုတ်ဆိုတဲ့ဗုဒ္ဓရဲ့စကားနဲ့လည်းကပ်ညီတယ်ကဲဥပမာကိုကြည့်ပြီးတော့မှန်ထဲမှာအရေးထင်တဲ့လူဟာမှန်ရှိမှရက်နေခဲ့တဲ့သူလည်းမဟုတ် တို့ရတွင်တခြားသူလည်းမဟုတ်ဆိုတဲ့စကားကိုဒကာကြီးသဘောပေါက်ပြီမလားတပင်ညုဒညာတော်ရှင်ဗုဒ္ဓကိုယ်တိုင်ပြည့်ပြည့်စုံစုံဟောကြားတော်မူခဲ့တဲ့ဗုဒ္ဓရဲ့ဝါဒဟာပဋိစ္စသမုပ္ပတ်တရားတော်မှာအခြေတည်ထားတယ်ပြီးတော့အကြောင်းတရားမရှိဘဲနဲ့အကျိုးတရားဆိုတာမပေါ်ပေါက်နိုင်ဘူးလို့အတိအလင်းမွဆူထားတယ်ဘုရားဝါဒအရာဇာတိပရိသေအတိတဖန်ပြန်နေခြင်းသဘောနဲ့စိုင်းတဲ့ပြဿနာမှာ ဒီပဋိစ္စသမုပ္ပတရားကို ပို့ပြီးရှင်းလင်းအောင်မှန်တဲ့ကလူနဲ့မှန်ရှိမှရက်နေတဲ့လူတွေကိုလက်တွေ့ပြခဲ့ပြီဒီနေရာမှာမှန်ရှိမှရက်နေတဲ့လူက အကြောင်းတရားပဲမှန်နေမှလာထင်းတဲ့အရေးက အကျိုးတရားပဲတခါကြီးတနည်းအားဖြင့်ဆိုရင်မှန်တဲ့ကအရေးဟာမှန်ရှိကလူရဲ့ဇာတိပရိသေတဖန်ပြန်နေတဲ့သူပဲဒါပေမဲ့မှန်တဲ့ကအရေးနဲ့မှန်ရှိကလူဟာ တယောက်တည်းပဲလို့ဆိုရင်မှားလိမ့်မယ်ဒီလိုမစိုးနိုင်ပေမဲ့မှန်တဲ့ကရိတ်ဟာမှန် ရှိကလူမဟုတ်ပဲတခြားလူလိုလည်းမစိုးနိုင်ပြန်ဘူးဒါပြင်အဲ့ဒီအရေးတဲ့လူဟာဘာလဲလို့မေးရင် အခုနောက်ကပြောခဲ့သလိုတခုကအကြောင်းတရားဖြစ်ပြီးတခုကအကျိုးတရားဖြစ်ရလိမ့်မယ်လို့ပဲ ဆိုရမယ်ဗုဒ္ဓဝါဒအရာဇာတိပရိသေရေအတိတ်တဖန်ပြန်နေခြင်းသဘောပို့ပြီးရှင်းတည်တဲ့ရှင်းအောင်သမှုတိတ္တစာနဲ့ ပရမတ္တသစ္စာဆိုတဲ့တရားနှစ်ပါးကိုလည်းစမ်းစစ်ဖို့လိုသေးတယ်။သမုဒ္ဒသစ္စာဆိုတာကဒီကမ္ဘာလောကကြီးနဲ့တကွဘုံသီးသီးမှရှိတဲ့တတ္တဝါတွေတရားစုတွေကို မျက်စိနားနှာခေါင်းရှားကိုစိတ်ဆတဲ့တရားစုနဲ့မြင်ကြားနံစားတွေ့ထိခံစားရတဲ့အတိုင်းအမှန်တကယ်ဟုတ်တယ်လို့ယူဆထားတဲ့သစ္စာတရားပဲ။ဒီသစ္စာတရားအရာအကျဉ်းလူတူတယောက်ကငါဟာငါတို့ရဲ့ ကုသိုလ်ကောင်းမှုကြောင့်ငါတည်နေလို့ရှိရင်နတ်ဘုံကို ရောက်လိမ့်မယ်လို့ပြောနိုင်တယ်။ဒါပေမဲ့ဒီသစ္စာတရားဟာတကယ်သစ္စာတရားမဟုတ်ဘူးလူနဲ့မြမဆိုတဲ့ပုံကိုတူဦးဟာတကယ်သာတရှိမယ်ဆိုရင်အဲ့ဒီခန္ဓာကို ရုပ်ကောင်ကြီးဟာ သူ့ကိုယ်သူထိမ့်သိမ့်နိုင်ရမယ်။မအိုရဘူးမနာရဘူးမသေးရဘူးတကယ်လို့ဒီခန္ဓာကိုရုပ်ကောင်တိုင်းမှာမူလဗီဇကလေးကဦးမင်းချင်းပျက်စီးချင်း နာခြင်းသိခြင်းဆိုတဲ့သဘောတွေပါလာကြတာဆိုရင်ဒီတရားစုတွေဟာအနိစ္စပေါ့မမြဲဘူးအိုမင်းခြင်းနာဖျားခြင်းသိဆုံးခြင်းဆိုတာတွေကလည်းဒုက္ခဆင်းရဲပေါ့နောက်ဆုံးမအိုအောင် မနာအောင်မသိအောင် မလုံနိုင်ဘူးဆိုတာတွေက အနတ္တပဲဘာမှအနစ်သာရမရှိတဲ့သဘောပဲပရမတ္တသစ္စာကမှတကယ့်သစ္စာတရားဖြစ်တယ်ဒီတရားအရဘယ်ခန္ဓာကိုယ်ရောက်အောင်မှမရှိဘူး ဘယ်ကဘာဘယ်ပုံရလို့မှမရှိဘူးယောက်ခယူပခန္ဓာဝေဒနခန္ဓာ